ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ငွေစုတာနဲ့ပတ်သက်ပြီးတော့ဝေမျှပေးသွားခြင်းပါဒီကအဖြစ်တော့ငွေဘာကြောင့်စုတင်လဲဘယ်လိုစုမလဲပေါ့နော်ဒီနှစ်ချက်နဲ့ပတ်သက်ပြီးတော့အဓိကဝေမျှပေးသွားခြင်းပါ အဲ့တော့ပရမအောင်ငွေဘားကြောင့်စုတင်လဲပေါ့နော်ငွေဘားကြောင့်စုတင်လဲဆိုတော့နံပါတ်1ချက်ကတော့ကိုယ့်ရဲ့အရေးပေါ်သုံးငွေ emergency fund drug စုတင်တယ်ပေါ့လေအများစုကပုံမှန်အလုပ်ရှိတယ်ပုံမှန်ဝင်ငွေရှိတယ်ဆိုလို့ချင်းအဆင်ပြေတယ်ဆိုပြီးတော့ထင်မှတ်တတ်ကြတယ်တကယ်တမ်းကျတော့လှုပ်ပြုတ်သွားတဲ့အခြေအနေတွေနောက်အလုပ်ထွက်လာရတဲ့အခြေအနေတွေဝင်ငွေရပ်သွားတဲ့အခြေအနေတွေပေါ့ဒါလည်းကျွန်တော်တို့ကဒီနေ့တစ်ချိန်မှာကြုံရနိုင်ပါတယ်ဒီလိုအခြေအနေမျိုးမှာအဆင်သင့်သုံးနိုင်ဖို့ဆိုလို့ချင်းကိုယ်မှာစုဆောင်မှုတစ်ခုရှိနေဖို့လိုပါတယ်နောက်တစ်ခုကတော့ဘာလဲဆိုလို့ချင်းကျွန်တော်တို့ရဲ့အနာဂတ်ငွေကြေးကျော်ဝမှုကိုယ့်ရဲ့ငွေကြေးဆိုင်ရာရည်မှန်းချက်တွေ တွက်လည်းစုဆောင်ရင်းနှီးမြှုပ်နှံမှုကလုပ်ဖို့အရေးကြီးပါတယ်။ကိုယ့်ရဲ့ financial goal အတွက်ဆိုလို့ချင်းရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့လိုတယ်ပေါ့လေ။ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ကငွေစုတဲ့ပိစာအရင်ဆုံးလုပ်ဖို့လိုပါတယ်။ဒါတော့ဒီချက်တွေကြောင့်ငွေစုတာအရေးကြီးတယ်ပေါ့လေ။ဘယ်လိုမျိုးစုမလဲဆိုတော့ personal financial goal အများစုအကြံပေးကြတာတော့ budget ဆွဲလို့ချင်းရင်50 30 20အချို့ပေါ့လေ။တော်တော်အကြံပြုကြတာရှိတယ်။ကိုယ့်ဝင်ငွေရဲ့50ရာခိုင်နှုန်းကိုကိုယ့်ရဲ့စာဝတ်နေရေးတို့ကိစ္စမျိုးတွေပေါ့။အခြေခံလိုအပ်ချက်တွေအတွက်သုံးမယ်။30ရာခိုင်နှုန်းကတော့ကိုယ့်ရဲ့ wants တွေပေါ့နော်။ကျွန်တော်လုပ်ချင်တဲ့အရာလေးတွေ။အချို့ပစ္စည်းလေးတွေဝယ်ချင်တာရှိတယ်။ကျွန်တော်တို့သုံးညွှန်ဆွဲချင်တာဥပမာထားဝ ော့တိုင်းနေအောင်ထွက်စားတာမျိုးတို့နောက်ခီးသွားတာမျိုးတို့နောက် entertainment တုံးတာမျိုးတို့ဘောနော်စသဖြင့်ဒီလိုကိုလှုပ်ချင်တာလေးတွေအတွက်ကို30ရာခိုင်နှုန်းသုံးပါဆိုပြီးပြောတာရှိတယ်နောက်ဆုံး20ရာခိုင်နှုန်းကတော့ကိုယ့်ရဲ့ saving investment အတွက်သုံးပါဆိုပြီးတော့ပြောတာရှိတယ်ဘောနော်အဲ့တော့ကျွန်တော်တို့ကကိုယ်ဝင်ငွေရဲ့20ရာခိုင်နှုန်းလောက်ကိုစုဆောင်းရင်းနှီးမြှုပ်နှံမှုအတွက်ထည့်လို့ရတယ်ဘောနော်တချို့ကြလည်းပြောကြတာဟိုအနည်းဆုံး10ရာခိုင်နှုန်းကိုစုဆောင်းပါဆိုပြီးပြောကြတာရှိတယ်ဒီလိုမှချမ်းသာဆုံးပုံကိုစာအုပ်ထဲမှာဆိုရင်ကိုယ့်ရဲ့ ဝင်ငွေရဲ့10ရာခိုင်နှုန်းကိုလည်းစုစုပေါင်းပါဆိုပြောတာရှိတယ်ပေါ့။အကြမ်းများအပြင်တော့ကိုယ်ဝင်ငွေရဲ့10ရာခိုင်နှုန်း20ရာခိုင်နှုန်းလောက်ကိုတော့အများဆုံးစုဆောင်ချင်းချင်းမျိုးအတွက်ဖယ်ထားဖို့အရေးကြီးပါတယ်။တကယ်လို့မှကိုယ်ကဝင်ငွေကောင်းတယ်ဆိုလို့ရှိရင်ဒီထက်မကပေါ့နော်ရာခိုင်နှုန်းထားပြီးတော့စုဆောင်လို့ရပါတယ်။အရေးကြီးတာကိုယ့်ရဲ့အနာဂတ်အတွက်စုဆောင်ရင်းနှီးမှုမဖြစ်ဘူး။ ပါတယ်တချို့ရှိတယ်ဝင်ဝင်နေသေးလို့မဆုသေးဘူးအချိန်ရှိတဲ့စောသေးတဲ့နောက်မှဆုမယ်လို့ပါတော့ဒါပြောကြတာရှိပါတယ်ရေးကြည့်တာစပြဖို့အရေးကြီးပါတယ်ကိုဘလောက်စနိုင်လဲနည်းနည်းနဲ့စနိုင်လို့ရှိရင်နည်းနည်းစပြီးဆုဖို့လို့ပါတယ်ဒီကလေးမှကိုယ်ကများများဆုဆောင်နိုင်တယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ငွေကြေးကြီးမှန်ချက်နောက်ကိုယ့်ရဲ့အနာဂတ်ငွေကြေးအခြေအနေကိုပြောစိတ်ချရတဲ့အခြေအနေဖြစ်မှာဖြစ်ပါတယ်အဲ့တော့ငွေကြေးဆုဆောင်မှုကို source စီလောက်နိုင်လေကောင်းလေးပဲဖြစ်ပါတယ်နောက်ပိုင်းနေမှာလည်းဘလို့ဆက်ပြီးတော့ဆုမလဲဆိုတဲ့ကိစ္စကိုကျွန်တော်ဆက်ပြီးပြောနေပါမယ်အားလုံးကျေးဇူးတင်ပါတယ်